ကဲဒီနေ့မှာတော့ကမ္ဘာသမိုင်းမှာဖုံးကွယ်ထားခဲ့တဲ့အကြမ်းဆုံးစပိုင်လက်နက်တွေအကြောင်းနဲ့စလိုက်ရအောင်ဆိုတော့နံပါတ်၅နံပါတ်၅ညမှာကတော့ The Recruited 2K လို့ခေါ်တဲ့စောအုံသုံးကရိယာဆုံးခဲ့ပါတယ်ကမ္ဘာပေါ်မှာဖန်တီးခဲ့မှုရဲ့အဆိုးဝါးဆုံးစပိုင်ကရိယာကတော့ Recruited 2K လို့ခေါ်တဲ့စောအုံသုံးကရိယာလက်နက်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ခမရတို့ကြားလိုက်တဲ့အတိုင်းပါဒီစက်နဲ့ဟာတက်ထူဘူးကွန်ခေါင်းတစ်ခုခေပြီးစပိုင်တွေထွက်ပြေးဖို့ဖမ်းဆီးဖို့ဒါမှမဟုတ်ရန်သူကိုတိုက်ခိုက်ဖို့အတွက်လိုအပ်တဲ့လက်နက်ပစ္စည်းတွေအများကြီးထည့်ထားရပါဒီကရိယာကိုစေအိတ်ခက်မှာ CIA ရာရှိရေးဖို့ပေးရခဲ့ရပါ ။ပုံထဲမှာမြင်ရတဲ့အတိုင်းတော်တော်လေးကိုမသေးပါဘူး။သိအောင်လုပ်ရမယ်ဆိုတာကိုလည်းလုံးဝစိတ်ဝင်စားပေးပါဦး။ဓာတ်တွေ၊လွှာတွေ၊ငမန်းသွားတွေ၊တုတ်ခမ်းဆိုးစင်းနဲ့ချေးရပူတွေပါထည့်ပေးထားပါသေးတယ်။ဒီလက်နဲ့ကိုကျွန်တော်ဘာလို့အရင်ဆုံးပြောရလဲဆိုတော့ဒီလက်နဲ့ကိုဘလို့တင်းစီထားရလဲဆိုတဲ့အချက်ကြောင့်မျိုး။အထူးကတော့ဒီလက်နဲ့ကိုစစ်မီတွေမှာအော်မဂါသုံးပြုခဲ့တယ်ဆိုတဲ့မှတ်တမ်းတစ်ခုမှမရှိခဲ့တော့ပါ။ကဲနံပါတ်၄ညမှာကတော့ the glove can လို့ခေါ်တဲ့လက်အိတ်တနပါ။အလွယ်တကူပြောရရင်ဖန်တီးကေပူသမ ्या ထဲမှာအမိုက်ဆုံးလက်နက်ကဒီလက်အိတ်တနပဲဖြစ်ပါတယ်။ ဒီလေတဲ့နဲ့ဘူးမူလာကဒုရကဘာဆက်အတွင်းမှာရေတက်ထောက်လိုင်းအရာရှိကိုထုတ်ပေးခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာမနာလိုခစ်တဲ့ KGB version လို့ထောက်လိုင်းရေကကူယူပြီးတုံးပြခဲ့ပါတယ်။လက်အိတ်တဲ့ကတေးလက်အိတ်ပေါ်မှာတက်ဆင်ထားတဲ့တစ်ချက်ပြက်လက်နဲ့ပါ။လက်ဒီနဲ့ထိုးလိုက်တဲ့အခါလက်အိတ်ကနေထွက်တဲ့ခလုတ်ကိုဖိမိပြီးတနက်ကြီးကထွက်သွားတာမျိုးပါ။ဒီလက်နဲ့ကိုအသုံးပြုဖို့အတွက်အကြောင်းပြချက်နှစ်ခုပဲရှိပါတယ်။နံပါတ်၁ပြက်မှတ်ကိုလက်ဒီနဲ့ထိုးတတ်ဖို့ရတာတခုတည်းသောရွေးချယ်မှုဖြစ်နေတဲ့အခါမျိုးမှာနံပါတ်၂ရန်သူတွေဖို့ထင်ကြီးတွေဖို့ ဒါပေမဲ့ဒီလက်နက်ကဘလောက်မိုက်နေပါသေးသူ့မှာအားနဲ့ချက်တွေလည်းရှိနေပါသေးတယ်ပထမဆုံးခမရမှာလက်သီးကောင်းကောင်းထိုးတတ်တဲ့ရည်ချင်းတွေတော့ရှိဖို့လိုပါတယ်ပြီးတော့လက်သီးချက်ကပြင့်မဲ့ရဲ့ခေါင်းကိုထိဖို့လည်းလိုအပ်ပါသေးတယ်အဲ့ဒါပြင်ဒီလက်အိတ်ကိုညာတန်းနေအတွက်ပဲထိုးပေးထားတာပါဒါကြောင့်ခမရကဖေတန်ဖြစ်ရင်တော့ပထမဆုံးကျွန်တော်ပြောခဲ့တဲ့ရခုထဲထိုးခစ်ကိုပဲပြန်တုံးဖို့စဉ်းစားပါဒီလက်အိတ်တနက်ကိုအောင်မြင်သွားအသုံးပြုခဲ့တဲ့မှတ်တမ်းလည်းတည့်အောင်မရှိခဲ့ပါဘူးနံပါတ်3နံပါတ်3နေရာမှာကတော့ပန်းဆဲဘုံလို့ခေါ်တဲ့ခဲတံဘုံတွေပါဒီပစ္စည်းတွေဟာ ခရမကဘာစီအတွင်းမှာဂျာမန်စပိုင်တွေအသုံးပြုခဲ့တဲ့လက်နက်တွေပါစီးပင်းတဲ့အီရွယ်စားရှိတဲ့တက်ထူဘူးလေးတွေဖြစ်ပြီးတော့ဆွမ်းသက်ဖက်လုံးမှာဖျောင်းနိုင်တဲ့ပိတ်ထားပါတယ်အသွင်းထဲမှာကြီးနေပြားနဲ့ပိုင်းခြားထားတဲ့အက်ဆစ်နှမျိုးကိုထည့်ထားတယ်ကြီးနေပြားကထူရင်အက်ဆစ်တွေအရည်ပြောဖို့အချိန်ကြာမယ်အဲ့ဒီအက်ဆစ်နှမျိုးရောလိုက်တာနဲ့ရှင်းမြတ်စွာပုံမြင့်တာပြီးဖျောင်းကိုအရည်ပြောစေကမိဆောင်ချွန်းစေပါတယ်ဂျာမန်စပိုင်တွေဟာဒီနီလန့်နဲ့အမေရိကန်စစ်သည်မော်တွေစိတ်ကမ်းမှာစိုက်ကထားတော့မှာဒီပစ္စည်းတွေကိုသင်မော်တွေထည့်ခဲ့ပါတယ် ရက်နှဲငယ်ကြပြီးတင်မောတွေပင်တယ်တဲ့ရောက်တဲ့အခါ TPC တွေကမိစတဲ့လာပြီးတင်မောရဲ့ရိတ်ခါတွေကိုမိရှုခက်စီပြခဲ့ပါတယ်။ပရမကဘာစစ်အတွင်းမှာအမေရိကန်တင်မော36စီးကျော်ဟာကီလိုတိုက်ခိုက်ခံရပြီးဒေါ်လာ10တန်းကျော်တန်မှုရှိတဲ့စစ်ရိတ်ခါတွေခက်စီခံခဲ့ရပါတယ်။ကဲနံပါတ်1နေရာမှာကတော့အားလုံးကြားဖူးပြီးသားဖြစ်တဲ့ခါမီကဲပွန်ချင်တို့ခေါ်တဲ့ဓာတုဗေဒအစစ်တွေပဲဖြစ်ပါတယ်။ရန်သူစပိုင်တွေရဲ့တက်ဖြတ်ခြင်းခံရတဲ့နီလန်တွေထဲမှာအဆူဆုံးနီလန်ကတော့ဓာတုဗေဒအစစ်တွေနဲ့တက်ခံရပါတယ်။တကားလက်ကင်ဖူးလိုမျိုးရိုးရိုးပစ္စည်းတွေတစ်ခုနဲ့တဲ့အသက်ခံရတာထပ်ပူပြီးစိုးတာရှိအောင်မလား။ စပိုင်းနီဟာအစိတ်ဘီကိုတုံးပြီးပြင်းထန်ကိုတိုက်ခတ်ခဲ့တဲ့နာမည်ကြီးဖြစ်တွေနဲ့အများကြီးရှိခဲ့ပါတယ်။1998ခုနှစ်မှာကမ္ဘာကတရားဝင်ပိတ်ပင်လိုက်ပြီးမြောက်ကိုရီးယားလိုတချို့နိုင်ငံတွေကတော့ဒီစာချုပ်ကိုလက်မှတ်မထိုးဘဲရန်သူတွေကိုဆက်လက်ပြီးတော့တိုက်ခိုက်နေတော့မှရုရှားနိုင်ငံကလည်း2018ခုနှစ်မှာသူတို့လက်မှတ်ထိုးထားတဲ့သဘောတူညီချက်ကိုချိုးဖောက်ပြီးသူတို့ရဲ့ spy hound တဦးကို UK မှာအစိမ့်နဲ့လုတ်ကြံခဲ့တာတွေ့ရပါတယ်။ဒါကြောင့်ကမ္ဘာကရုရှားကိုမေးခွန်းထုတ်တဲ့အခါ"အေးဟုတ်တယ်။ရုတ်တရက်သူညှက်ပေါ်တယ်။မင်းတို့မိသွားတယ်နော်။ဒါမှမဟုတ်ငါတို့မလုပ်ဘူးလို့ညှင်းဆိုခဲ့တဲ့အဖြစ်ပြက်တွေလည်းရှိနေပါသေးတယ်။"ကဲနောက်ဆုံးနံပါတ်1နေရာမှာကတော့ ကွန်စီယမ်ဝက်ပန်လို့ခေါ်ရဲဖုံးဝယ်ထားတဲ့လက်နက်တွေပဲဖြစ်ပါတယ်။ကျွန်တော်တို့စပိုင်တွေအကြောင်းကိုစဉ်းစားတဲ့အခါလှုပ်ဝက်လက်နက်တွေကိုစဉ်းစားမိပါပါ။ဖုံးဝယ်လက်နက်ဆိုတာမရှင်တစ်ခုအတွင်းမှာတန်တရားမဖြစ်အောင်တာမန်နေ့စဉ်တုံးပစ္စည်းတွေလိုမျိုးဖန်တီးထားတဲ့တနက်တွေကိုပြောတာပါ။ဥပမာအနေနဲ့ခမရဟာအခုစပိုင်တယောက်ဖြစ်သွားရွေးထားတာတော့ဆေးခစ်ကာလာမှာဖြစ်ပြီးရုရှားပြည်လင်းတရားကိုတိုက်ခိုက်ဖို့တာဝန်ပေးခံထားတယ်။ပြီးတော့ခမရဟာဘားတစ်ခုမှထိုင်နေတယ်။ဘေးမှာဆေးလေးတောက်နေတဲ့လူတယောက်ကခမရကိုဆေးလေးလှန့်ကန်တယ်။ခမရကကျေးဇူးပါယူမဲလို့ယူလိုက်မယ်ဆိုရင်ခမရသေးပါလိမ့်။ ။ဘာလို့လဲဆိုတော့ခမဟာ KGB ကဖန်တီးခဲ့တဲ့စစ်လေဘူးတနက်နဲ့အသက်ခံရကြမှာ။အဲနောက်ထပ်ဥမာတင်နေနဲ့ခမရဲ့ပြင်မဟာကော်ပီဆိုင်နာကိုရောက်နေပြီ။ဒါမှမဟုတ်လမ်းထက်ဘူးနေတဲ့အဖွားကြီးတယောက်ကြောင့်ခမအချိန်နဲ့နှောင့်နေနေတယ်။ခမကအဖွားကြီးကိုကူညီမယ်လို့ဆုံးခဲ့လိုက်မှာဆိုရင်ခမသိပါပြီ။အဲ့ဒီအဖွားကြီးမှာကန်းကန်းလို့ခေါ်ရဲကျိန်လုံးတနက်ကင်ထားတဲ့ဂျန်သူခစ်လို့ပါ။ဒီစက်နဲ့ကိုဂီတီရှာ CIA နဲ့ KGB တို့ကတုံးနေကြပါတယ်။ဒီလိုပဲစပိုင်တွေဟာ Lipstick Gun ကိုခေါ်တဲ့နှုတ်ခမ်းစိုးစေးတဲ့နဲ့ ။ဒါမှမဟုတ် slash site gun လို့ခေါ်တဲ့ဓာတ်မီးသနက်တွေကိုလှုပ်ဝက်လက်နက်တွေအများကြီးကိုအသုံးပြုခဲ့ကြလိုက်။နောက်ထပ်ကျွန်တော်တို့မထင်မှတ်ထားတဲ့ sign လက်နက်တွေအများကြီးကျရှိနေပါသေးတယ်။ဆိုတော့ဖူယူလေးကတော့ပါပဲ။နောက်ဖူယူဝင်မှာပြန်တွေ့ကြရပါဘော။